ျမကိုလူတချို့ကပြောတယ်။တယောက်တည်းလေးပြောအောင်နေတတ်တာလေးကိုအကြလိုက်တာတဲ့။ဟုတ်ပါတယ်။ကျမကလူတွေအများကြီးနဲ့နေရတဲ့အချိန်တွေထဲတယောက်တည်းဖြတ်တန်းခဲ့ရတဲ့အချိန်တွေက ပိုများမယ်ထင်တယ်။အဲ့ဒီလိုနဲ့လူတယောက်ရဲ့ဘဝမှာပျော်ရွှင်မှုအတွက်အဖော်တွေအများကြီးနဲ့ကြိုးစားယူစရာမလိုဘူးဆိုတာကိုတပြေးပြေးကျမနားလေတဘောပေါက်လာခဲ့တယ်လေ။ နေရတိုင်းကိုရိုးရိုးရှင်းရှင်းလေးပဲကုံဆုံးလိုက်ရင်ရပါပြီ။ဘာအကြောင်းကိစ္စကိုမှအချိန်နဲ့အကြာကြီးပင်ပန်းခံမတွေးတော့တလို့ဘဲအရာကိုမှလည်းဆွဲဆွဲလန်းလန်းချီနာမထားပဲနေလိုက်တယ်။ဘသူကမှစာမပို့ဘူး။ပတူကတော့ဖုံးမဆက်ဘူးဆိုပြီးတော့လေစိတ်တော့ကတည်းမရှိဘူးစိတ်ရောကိုယ်ပါလွတ်လပ်စွာဖြတ်တန်းလိုက်ရတဲ့ဤရဲ့တိုင်းက ပို့အတိတ်ပဲရှိသလိုပါပဲတည်ရှင်တန်ချင်းမှာစိတ်အေးချမ်းသာမှုတွေရှိပြီးကျမကိုပူပျော်ရှင်စေပါတဲ့ဒါကြောင့်မို့တယောက်တည်းမလို့ဆိုပြီးဘဲအရာကိုမှတန်တန်တတကြီးလဲမျိုလင့်တောင်းတနေတာမျိုးမရှိဘူးအသက်နိုင်ဆုံးတယောက်တည်းနေတတ်ဖို့ကြိုးစားတယ်တခုခုဆိုရင်အာကူတကြီးမျိုလင့်နေတတ်တဲ့အကျင့်တွေကိုပြင်လိုက်တယ် ကိုစားခြင်းနဲ့စားတော့တွေကို စိတ်ပါလက်ပါချက်ပြုတ်စားတယ်။ပြင်းလာရင်ဘာမှမတွေးပဲတည်တမောနှစ်နှစ်ချိုက်ချိုက်ပြောအောင်အိတ်လိုက်တယ်။အထီးကျန်တယ်လို့ခံစားလာရရင် စိတ်ဝင်စားစရာကောင်းတဲ့စားအုပ်တွေဖတ်လိုက်တယ်။အာယုံမဆိုင်နိုင်တော့ရင်တချင်းနေဖွင့်ပြီးနားထောင်နေလိုက်တယ်။တခါတလေလဲကောင်းမှုတဲ့အထီးစကားတွေကြည့်ပြီးဖုံးပွင့်နေလိုက်တယ်။ မောပန်းတဲ့အထိအိမ်တွင်တန်ရှင်းရေးတွေအကုန်လုပ်တယ်။တကယ်တော့လေတယောက်ထင်းနေရတဲ့အချိန်တိုင်းမှာအတိအကျပျော်ရှင်နေတယ်ဆိုတာမျိုးမဟုတ်ပေမဲ့လေအဖော်မရှိလို့စိတ်ညစ်နေရတာမျိုးလည်းမဖြစ်ပါဘူး။ဒီအတိုင်းလေးပဲနေသားတကြလေးနဲ့ကျမနေကူနေတတ်လာခဲ့တယ်။လူဘဝတသက်မှာ မဖြစ်မနေတယောက်တည်းဖြတ်တန်းရမယ့်နေ့ရက်တည်းဆိုတာရှိကိုရှိနေတတ်ပါတယ်။ဒါကြောင့်မို့ငါတယောက်တည်းမလို့ဆိုပြီးဘဝကိုဖြစ်တယ်လို့မဖြတ်တန်းခြင်းမူအထူးသဖြင့်မပြောမရှင်နဲ့စိတ်အားငယ်မှုတွေများစွာနဲ့မဖြတ်တန်းခြင်းမူလေ။အလဟဒအကုံဆုံးသွားတဲ့အချိန်လေးဆိုတာကျမတို့ဘဝမှာဘယ်တော့မှပြန်မရတဲ့အရာတွေမို့တယောက်တည်းလည်းနေတတ်အောင်နေပြီး စိတ်ပျော်အောင်နေပြစ်လိုက်ပါတယ်။ဒီလိုလေးအနေကြလာတော့နေသားတကြဖြစ်လာတယ်။ဘဝအပေါ်တီကြည်လေးနဲ့စွာနဲ့နေ့ရက်တိုင်းကိုကောင်းမွန်တဲ့အတွေးနဲ့ပဲစိတ်သက်သာအောင်နေတတ်လာတယ်။ပြီးတော့တယောက်တည်းဖြစ်နေတဲ့အချိန်မှာကိုကိုကိုလည်းအရင်ကတည်းကယူဆိုင်ပေးတတ်လာတယ်။လူကျင်နာကို ပတုစီကမှမျော်ကိုမနေပဲကိုစိမ့်နဲ့ကို တနေ့ထဲတနေ့ပိုပျော်ရွှင်အောင်နေတတ်လာပါတယ်။လူတချို့ကနာကျင်လာမှသိစိတ်သွားကြတာမျိုးမဟုတ်ပဲတယောက်တည်းစိတ်ပျော်ရွှင်စွာနေတတ်လာရင်လေ နူးညံ့စွာနဲ့သိစိတ်သွားတတ်ကြပါတယ်။ဒါကြောင့်တယောက်တည်းရှိတဲ့အချိန်လေးနဲ့ကြုံလာရတဲ့အခါမဖြစ်မနေကိုယ့်ကိုယ်ကိုစိတ်ပျော်အောင်နေထိုင်တတ်ဖို့ပဲအဓိကကြိုးစားလိုက်ပါ။